ရုရှားနိုင်ငံစိုက်ဘေးရီးယားဒေသမှာတည်ရှိတဲ့အိုမီယာကွန်ရွာဟာကမ္ဘာပေါ်မှာလူတွေအများနဲ့နေထိုင်တဲ့အိအေးဆုံးနေရာအဖြစ်လူသိများပါတယ်။ဒီဒေသမှာဆောင်းရာတွေရဲ့ပြင်းပြအပူချိန်ဟာအနုနှုန်း50ဒီဂရီစင်တီဂရိတ်ဝန်းကျင်မှာရှိပြီးအနိုင်ဆုံးစံချိန်အဖြစ်အနုနှုန်း81.2အထိကျဆင်းခဲ့ပိုးတာပါ။ဒီလိုအိဆက်လောင်းတဲ့ရာသီဥတုအခြေအနေတွေကြောင့်အိုမီယာကွန်မာနေထိုင်တဲ့သူတွေဟာနေ့စဉ်ဘဝမှာအခက်အခဲများစွာနဲ့ရင်ဆိုင်ကြရပါတယ်။ရေနွေးကိုလေလဲပတ်လိုက်တာနဲ့ချက်ချင်းရေခဲဖြစ်သွားတာ အပြင်မှာပါပစ္စည်းပဲချတာချတာချက်ချင်းအေးခဲတော့တာမျိုးတွေဟာဒီဒေသရဲ့တာမန်ဖြစ်ရပ်တွေပါပဲမော်တော်ကားတွေကိုအင်ဂျင်မပိတ်ဘဲအမြဲတို့ထားရလက်ရှိပြီးအင်ဂျင်ပိတ်လိုက်ရင်ပြန်လို့ဖို့ဆိုတာမလိုက်ကူတော့ပါဘူးနောက်ပြီးအပြင်ထွက်ရင်လည်းမျက်နှာမှာရေခဲတွေတီးပြီးပြန်ပြန်ခွာချနိုင်ကြရတာပါဒါပေမဲ့ဒီလိုအခက်အခဲတွေကြားကပဲအုံမြန်ကုန်ကလူတွေဟာသူတို့ရဲ့အယိုးရဒလိတွေ နေထိုင်မှုပုံစံတွေကိုထိန်းသိမ်းပြီးအေးဆက်တဲ့သဘာဝပတ်ဝန်းကျင်နဲ့လိုင်လျောညီထွေစွာနေထိုင်ကြပါတယ်သူတို့ရဲ့ခံမာတဲ့စိတ်ဓာတ်နဲ့အန်တုနိုင်စွမ်းနေကြောင့်အိုမီယာကွန်ဟာကဘာတွိုင်းကလိုတဲ့အတွက်စိတ်ဝင်စားစရာကောင်းတဲ့နေရာတစ်ခုဖြစ်နေခဲ့တာပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်